မြန်မာနိုင်ငံသူနိုင်ငံသားကားချစ်သူမိဘပြည်သူများအန္တရာယ်ကင်းစွာသွာလာနိုင်စေရန်ကျွန်တော်ဒီနေ့မှာတော့အရေးအကြီးဆုံးအချက်၅ချက်ဝင်းကျင်ကိုကျွန်တော်တို့ပြောပြပေးသွားမှာဖြစ်ပါတယ်။ကားတစ်စီးကိုကျွန်တော်တို့ခီးသွားမယ်ဆိုရင်ဒီအကြီးဆုံးကတော့တာယာတွေပါပဲเนาะကားတွေရဲ့တာယာတာယာအလုံးပေါင်း၅လုံးရှိတယ်စပယ်ဝီဘာအပါ၅လုံးရှိတယ်ကျွန်တော်တို့တာယာတွေမှာကျွန်တော်ခုနှစ်တွေရေးထားတယ်เนาะအခုဆိုရင်2025ဖြစ်တဲ့အတွက်2000နဲ့ကျွန်တော်တို့ 2021ကနေပြီးတော့2025အထိเนาะကျွန်တော်တို့၄နှစ်ဝင်းကျင်၅နှစ်ဝင်းကျင်လောက်ဆိုရင်တော့သက်တမ်းအနေနဲ့သုံးလို့သုံးဆွဲလို့အဆင်ပြေပါတယ်เนาะကျွန်တော်တို့၅နှစ်အထက်မှာကျွန်တော်တို့2020 2019 2018ဆိုတဲ့တာယာတွေဆိုရင်တော့အသုံးဆွဲလို့အဆင်မပြေပါဘူးမိမိကားသွားလာမဲ့ကျွန်တော်တို့ခီးသွားမဲ့ကားကိုစစ်ဆေးပါကိုကိုတိုင်းမစစ်ဆေးတတ်ဘူးဆိုလို့ရှိရင်တာယာလေးတွေမှာခုနှစ်လေးတွေရေးထားတယ်မိမိကိုယ်တိုင်းကျွန်တော်တို့စစ်ဆေးရမှာအခက်အခဲရှိတယ်ဆိုရင်ကျွန်တော်တို့ စာပစ်တွေကိုသွားပါတာယာဆိုင်တွေကိုပြတ်တာပြီးတော့ကျွန်တော်စစ်ဆေးလို့ရမှာဖြစ်ပါတယ်เนาะဒါကတော့တာယာပိုင်းအရေးကြီးဆုံးအချက်ကတော့တာယာပဲဖြစ်ပါတယ်တာယာဆိုတာကျွန်တော်ကားတစ်စီးလုံးကိုကျွန်တော်ထိမ့်သိမ်းထားတာဖြစ်ပါတယ်เนาะဒါကြောင့်တာယာကအရေးကြီးပါတယ်နောက်ပြီးတော့ရင်ကျွန်တော်ကားတစ်စီးလုံးရဲ့အရေးကြီးဆုံးအချက်ကကျွန်တော်ရှေ့ပိုင်းเนาะကားရဲ့ရှေ့ပိုင်းမိကြီးတွေနော်မီးကြီးတွေကလည်းအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့နေဘက်ညဘက်မှာကျွန်တော်ညဘက်သွားလာလို့ရှိရင်မီးတွေကောင်းမကောင်းကျွန်တော်စစ်ဆေးရမှာဖြစ်ပါတယ်။ ်အခီးသွွာလာမဲ့မိဘပြည်သူများအားလုံးရှေ့မီးကြီးတွေကိုစစ်ဆေးရမှာဖြစ်ပါတယ်။နောက်မီးတွေကိုစစ်ဆေးရမှာဖြစ်ပါတယ်။မီးတွေကောင်းမှလာကားကြီးနဲ့ဇီညဘက်တွေမှာအမြင်မှုံသွားတဲ့အချိန်မှာကျွန်တော်တို့မြင်တွေ့နိုင်မဲ့မီးမရှိလို့မီးမကောင်းဆိုလို့ရှိရင်မီးတွေတစ်ခါကျရင်ကျွန်တော်ကိုယ်တိုင်ခီးသွွားဘူးတယ်နော်။မီးတွေမကောင်းတဲ့အတွက်မီးရပြက်နေတဲ့ရှေ့မီးပြက်တဲ့အတွက်အန္တရာယ်ရှိသွားတော့ရှေ့ရကောင်းအပီလိုက်ပြီးတော့ဖြည်းဖြည်းချင်းပဲသွားလို့ရတယ်။လမ်းခီးမှာအန္တရာယ်ရှိနိုင်မှာ။ဒီအရင်နောက်တော့မဟုတ်ဘူးကျွန်တော်တို့ကားမှာ C ရေလေဝါရလဲလွန်သွားမှအရေးကြီးတယ် C အင်ဂျင်ဝိုင်းစီတွေကျွန်တော်တို့အရေးကြီးတဲ့အင်ဂျင်ဝိုင်းတွေကမဲနေလားအင်ဂျင်ဝိုင်းတွေနဲနေလားเนาะစသဖြင့်ကျွန်တော်စစ်ဆေးရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ရေရေရေကလည်းလွန်သွားမှအရေးကြီးတယ်ကားတစ်စီးမှာအင်ဂျင်မှာကျွန်တော်တို့အင်ဂျင်ဟိမတက်အောင်လို့ကျွန်တော်တို့ရေကူးလန့်တွေကလည်းထည့်ထားတာဖြစ်ပါတယ်စီရေလေးလေးဆိုတော့ကျွန်တော်တို့တာယာလေးပေါင်းနေနော်လေးပေါင်းတွေညော့နေတာလားလေးပေါင်းတွေအရန်တင်းနေတာလားလေးပေါင်းတွေအရန်တင်းမယ်ဆိုရင်လည်းတာယာတွေကွဲပြဲပြီးတော့ကျွန်တော်တို့အန္တရာယ်ရှိစေနိုင်တဲ့ C L Y Y ကတော့ engine wire တွေဖြစ်ပါတယ်เนาะ engine wire တွေဒါမှမဟုတ် gear wire ရှိသေးတယ် engine wire ရှိတယ် gear wire ရှိတယ် power steering line wire ရှိတယ်ဒီလို wire တွေကိုကျွန်တော်တို့ C တွေကိုကျွန်တော်နားမလည်ဘူးဆိုရင်လည်းတက်ဆိုင်ရာ service တွေမှာသွားလာပြီးတော့ကျွန်တော်တို့ engine wire တွေဆက်ဆေးပေးပါကျွန်တော်တို့ခီးသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒီလိုမျိုးဆက်စည်းလို့ရတယ်မိမိအခုဆို service center တွေကနေရာတိုင်းလိုလိုရှိပါတယ်ဒါကြောင့်မလို့ service center တွေမှာသွားရောက်ပြသပြီးတော့အခုလိုမျိုးကြိုတင်ပြီးတော့ကျွန်တော်တို့ပြင်ဆင်နိုင်စေရန်ကျွန်တော်တင်ဆက်လိုက်ပါတယ် CA လေး wire နေလားဆိုတော့မဟုတ်သေးဘူးကျွန်တော်တို့เนาะကျွန်တော်တင်ဆက်သွား wire ကျွန်တော်တို့အမြန်လမ်းတွေမှာမိုးတွေရွာရင်ရွာမယ်เนาะကျွန်တော်တို့နေ့နေ့ကြရင်ကြမယ်ဒီလိုမျိုးအချိန်တွေမှာ wire ကောင်းမှုကလည်းလုံသွားမှအရေးကြီးတယ်ဒါမှမဟုတ်ကျွန်တော်တို့ရှေ့ကိုမြင်ဝင်းကောင်းစွာအဖြစ် wire ရေတုတ်တန်ကောင်းမှုလို့တဲ့အရွက်ကလေးကောင်းလားမကောင်းလားစမ်းသပ်ပါเนาะ အဲဒီလိုမျိုးဆန်းသက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ရှေ့မြင်ကွင်းကိုကောင်းစွာမြင်ရပြီးတော့ကျွန်တော်တို့မိုးရေရွာရင်လည်းကျွန်တော်တို့ရေတုတ်တန်လေးကောင်းကောင်းနဲ့ကျွန်တော်ရှေ့မြင်ကွင်းကိုအနေကင်းစွာသွားလာနိုင်မှာဖြစ်ပါတယ်။ရှေ့မီးကြီးကလည်းညဘက်မှာမြင်ကွင်းကောင်းစွာမြင်ရတဲ့အတွက်အနေကိုကင်းစေမှာဖြစ်ပါတယ်။မိသားစုတွေအေဂျင့်သွားတော့သွားလာနိုင်ပါတယ်။အေဂျင့်တာယာစွာဖြင့်ခရီးတစ်ခုကိုသွားလာပြီးတော့ပျော်ရွှင်တဲ့မိသားစုခရီးကိုပိုင်ဆိုင်နိုင်ကြပါသေးလို့စွမ်မောင်းတောင်းရင်းနဲ့ကျွန်တော်တို့ကားလေးတွေမှာကျွန်တော်တို့ ဆောင်ရံလေးတွေရှိတယ်ရှောင်ရံလေးတွေရှိတယ်ဆောင်နာမှာကျွန်တော်တို့တာယာတွေလေလျော့သွားတာဆိုလို့ရှိရင်ကျွန်တော်တို့အခုဆိုရင်အဲဝယ်လို့ရပါတယ်เนาะကျွန်တော်ဆိုင်နေမှာအဲဝယ်လို့ရတယ်ဒါကတော့လီထိုးဆက်လေးတွေဝယ်ထားပြီးတာပိုကောင်းတယ်เนาะကျွန်တော်ကားထဲကနေပြီးတော့ကျွန်တော် secret lighter ဘောက်ကနေပြီးတော့လီထိုးဆက်လေးကနေပြီးတော့လီထိုးမယ်ဆိုရင်ကားလေးတကယ်လို့ဒါကတာယာကွဲမပြဲဘဲနဲ့တာယာလေးစိတ်ပြီးတော့တာယာတွေလုံးဝလေလျော့ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ သက်ဆိုင်ရာနေရာတွေကိုရောက်ရှိဖို့အတွက်ကိုကျွန်တော် တာယာလေးကိုလေထိုးထိုးပြီးသွားမယ်ဆိုလို့ရှိရင်လေဒီဆောင်ရံလေးတွေဆောင်ထားပြီးတော့ကျွန်တော်တို့တူးတွေမိမိကားမှာဘိန်းဖြုတ်တန်တွေပါရဲ့လားဂျိုက်တွေပါရဲ့လားဒီလိုတူးတွေကိုလည်းဆောင်ရံအနေနဲ့ဆောင်သွားသင့်ပါတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်လိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်သွားတဲ့အကြောင်းအရာလေးတွေကအချုပ်ကိုတင်ဆက်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ တာယာတွေကောင်းမကောင်းစစ်ဆေးပါတာယာဒိတ်တွေကုံမကုံစစ်ဆေးပါတာယာဒိတ်တွေကငါးနှစ်အထက်ကိုရောက်နေလားကျွန်တော်တို့ငါးနှစ်အတွင်းမှာရှိနေလားเนาะစစ်ဆေးပါအခု2025ဆိုရင်ကျွန်တော်စသဖြင့်ပေါ့เนาะ အဲကျွန်တော်2020ကနေပြီးတော့2025တိရှိနေလား2020အောက်ဆိုရင်တော့မသုံးသင့်ပါဘူးခင်ဗျာဒါကိုလည်းတင်ဆက်ပါရယ်ဒါကတော့ကျွန်တော်တို့တာယာတွေเนาะပြီး CA လေးဝိုင်းကိုကျွန်တော်မိမိကိုယ်တိုင်မသိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တက်ဆိုင်ရာကျွန်တော်စားပစ်ဒီမှာပြသနိုင်ပါတယ် CA လေးဝိုင်းစစ်စစ်ပါပြီးတော့ရှေ့မီကြီးเนาะဝါရင်းတွေရှေ့မီကြီးတွေကောင်းနေလားเนาะရှေ့မီကြီးတွေကောင်းရင်လားပြီးတော့ရင်တော့ Wi-Fi တွေရှိရလား Wi-Fi တွေကောင်းရင်လား Wi-Fi အရွက်တွေကောင်းရင်လားပြီးတော့ရင်တော့ကျွန်တော်တို့ ကားမှာဆောင်ရံဆောင်ရံအနေနဲ့ကျွန်တော်တို့ကိုယ့်ရဲ့တူးတွေကားနဲ့ပတ်သက်တဲ့တူးတွေပါရဲလားလီဒိုးဆက်တွေပါရဲလားလီဒိုးဆက်ပါရဲလားပြီးတော့ရင်ကျွန်တော်တို့ဂျိုက်တွေဂွားတွေပါရဲလားစသဖြင့်အချက်၅ချက်ကိုပြောပြပေးသွားဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားအားချစ်သူမိဘပြည်သူများအနေနဲ့ခရီးတစ်ခုကိုတွားရောက်ပြီးတော့အခုလိုမျိုးအေဂျင့်တာယာလာတဲ့အချိန်မှာမိသားစုတွေအေဂျင့်တာယာစွာအနေရကင်းစွာဖြင့်ခီးတွေတွာလာနိုင်ပြီးတော့အနေရကင်းကြပါသေးလို့စုမုံကောင်းတောင်းရင်လည်းကုမိုကာနုပညာကားစစ်ဆန္ဒနေပြီးတော့ เนาะကျွန်တော်နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါသည်ကျွန်တော်တို့အသွားရည်လာရည်တွေအဆင်ပြေပြီးတော့စီးပွားရည်တွေတိုးတက်ကြပါသည်ကျန်းမာရေးတွေကောင်းကြပါသည်အန်ရည်တွေကင်းကြပါသည်လို့ကိုမိုကာနုပညာကားစေးစင်တာမှစုမုံကောင်တောင်းရင်လည်းအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံး